မင်္ဂလာပါဗျာနော်ဒါကျွန်တော်ဒီနေ့တင်ပေးမှာဒါကျွန်တော်မိတ်ဆွေတွေအတွက်အခုလာမယ့်10ရက်12လ2025အတွက်နော်ထိတ်လေပိတ်နဲ့တကွက်ကောင်းလေးကျွန်တော်တင်ပေးသွားမှာပါနော်ကဲဟုတ်ပြီကျွန်တော်တို့ပထမဦးဆုံးအနေနဲ့ကနန်းယူတဲ့ပုံစံလေးကျွန်တော်တို့တစ်ချက်ကြည့်အောင်ဗျာနော်ပထမဦးဆုံးအနေနဲ့ဒါထွက်ရှိပြီးသားမှတ်တမ်းလေးကိုကျွန်တော်ဒီမှာမင်းနီလေးနဲ့တားပေးထားတယ်နော်၃နှစ်ဖြတ်ပေါ့နော်တစ်ဖြတ်နှစ်ဖြတ်၃ဖြတ်ဟုတ်ပြီ၅ခွက်ချာ၅ခွက်ချာနဲ့ကျွန်တော် အပင်ရေခွဲပေးထားတယ်ဗျာနော်ပထမအဦးဆုံးအနေနဲ့ကျွန်တော်တို့ထိတ်ဆီးယူတဲ့ပုံစံလေးတစ်ချက်ကြည့်အောင်နော်ကဲဟုတ်ပြီထိတ်ဆီးယူတဲ့ site လေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်အောင်နော်ရှင်းနဲ့ဒီကတုံညနဲ့ပေါင်းမယ်နော်ရှင်းရဲ့တုံညရဲ့ဒီကနှစ်ရဲ့အလံပေါင်းမယ်ရှင်းရဲ့တုံညရဲ့နှစ်ရဲ့ပေါင်းတော့အဲ့မှာကျွန်တော်တို့ကတုံညရရတယ်ဗျာနော်ဒါကျွန်တော်ဒီဘက်မှာမှတ်လိုက်မယ်နော် 3ညနှစ်ပေါင်းတော့ကျွန်တော်3ညရတယ်။ကဲဟုတ်ပြီ။အဲ့ဒီ3ညနဲ့ညီမျှတဲ့တံမိုးကျွန်တော်တို့ထိပ်စီပေါင်းခြင်းလဲပါမယ်။နော်။ကဲဟုတ်ပြီကြည့်အောင်။ဒီက6ရယ်6ရယ်ဒီက6ရယ်6ရယ်6ရယ်ဒီက2ရယ်ပေါင်းတော့လဲအဲ့မှာကျွန်တော်တို့3ညရတာကိုတွေ့ရတယ်ဗျာနော်။ကျွန်တော်ဒီမှာ3ညလို့မှတ်လိုက်တယ်နော်။ ကျွန်တော်အမျိုးတွေဟိုမြင်ရလားမသိဘူးဗျဒီသုံးလုံးပေါင်းရင်၃ညဒီသုံးလုံးပေါင်းရင်၃ညနော်ကဲဟုတ်ပြီနောက်တစ်ပတ်မှာဆိုလို့ရှိရင်ကျွန်တော်တို့စက်ကြည့်အောင်နော်ဒါပထမအပင်ပေါ့အခုနောက်တစ်ပတ်မှာဆိုလို့ရှိရင်ကြည့်ရအောင်ဒီဟာ2ရက်5ရက်ပေါ့နော်2ရက်5ရက်2ရက်5ရက်5ရက်6ရက်ပေါ့နော်ဒီတိုင်းပါမယ်ဒါအပေါ်အပင်တိုင်းပဲเนาะကျွန်တော်တို့ကြည့်လိုက်ခဏန်းယူတဲ့ပုံစံလေးอ่ะအပေါ်အပင်တိုင်းပဲသွားမယ် 2ရက်5ရက်ပေါင်းတော့ခွန်ခွန်နဲ့6နဲ့ပေါင်းတော့အဲ့မှာကျွန်တော်တို့3ရတယ်ဗျာနော်3လို့ကျွန်တော်မှတ်လိုက်မယ်နော်ဒီဘက်ကနေပြီးတော့ကဲဟုတ်ပြီအဲ့ဒီ3နဲ့ညီများတဲ့တန်ဖိုးကျွန်တော်ဒီမှာထိတ်စီးပေါင်းရင်းလဲပါမယ်နော်ထိတ်စီးရှာတာဖြစ်တဲ့အတွက်ကဲဟုတ်ပြီအပေါ်အပင်နိုင်မဲ့သွားမယ်ဆိုလို့ရှိရင်ဒီမှာ6ယူထားတယ်ဒီမှာဆိုလို့ရှိရင်ဒါ2ပေါ့နော်ဒုတိယကဏ္ဍ2ရဒီရဒီမှာ9ရပေါ့နော်2နဲ့9နဲ့ကိုကျွန်တော်လမ်းပေါင်းမယ် နှစ်နဲ့ငါးနဲ့ပေါင်းတော့ခွန်ခွန်နဲ့ဒီမှာဒီကထိတ်စီးနဲ့ပေါ့နော်ဒီနှစ်ရငါးရပေါင်းတော့ခွန်ဒီ၃ဖြစ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ၃ဖြစ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနေ့က6ဖြစ်ရမှာပေါ့နော်နှစ်ရငါးရပေါင်းတော့ခွန်ခွန်နဲ့ကျွန်တော်တို့6နဲ့ပေါင်းမှကျွန်တော်တို့က3ဖြစ်မှာပေါ့နော်အဲ့တော့ကျွန်တော်6လို့မှတ်ထားလိုက်မယ်နော်ဒီနားလေးကိုကဲဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့နှစ်ပင်စက်တိုက်ပြီးသွားပြီနော်အခု ကျွန်တော်တို့အခုလာမဲ့ပင်အတွက်ကြည့်အောင်နော်အခုလာမဲ့ပင်မှာဆိုလို့ရှိရင်အပေါ်ကပဲနိုင်မယ်နော်နန်းနေရအောင်နေရာဒါလေးတွေကဒီကခွန်ရယ်ကိုရယ်ကိုပေါင်းမယ်ခွန်ရယ်ကိုရယ်ပေါင်းတော့6အဲ6နဲ့ဒီကဒီမှာ9နဲ့လမ်းပေါင်းလိုက်မယ်နော်ခွန်ရယ်ကိုရယ်ပေါင်းတော့6 6နဲ့9နဲ့ပေါင်းတော့ဒါ1ပေါ့နော်ကျွန်တော်1လို့မှတ်လိုက်မယ်ကဲဟုတ်ပြီအပေါ်ကပဲနိုင်မဲ့ခဏန်းယူပါမှာဆိုတော့ကျွန်တော်တို့ကြည့်အောင်ဒီမှာဒုတိယခဏန်းဖြစ်တဲ့6ရဲ့ဒီက လေးရယ်ပေါ့နော်6ရယ်လေးရယ်ကျွန်တော်တို့ဒီကထိပ်စီးရယ်6ရယ်လေးရယ်ဒီကထိပ်စီးရယ်ပေါင်းရင်လည်းဒါကျွန်တော်တို့1ဖြစ်ရမှာပေါ့နော်6နဲ့4နဲ့ပေါင်းတော့3ည3ညနဲ့ကျွန်တော်တို့က1နဲ့ပေါင်းမှကျွန်တော်တို့က1ဖြစ်မှာဘူးနော်အဲ့တော့ကျွန်တော်ဒီနေရာကို1လို့မှတ်လိုက်မယ်နော်ဒါကျွန်တော်အမျိုးတွေရှင်းလာမသိဘူးဒါ တပင်းနှစ်ပင်သုံးပင်ကျွန်တော်ခွဲပြီးတော့ပြပေးထားတာပါနော်ဒါထိပ်စီးအနေနဲ့ကျွန်တော်တက်လို့မှတ်ထားလိုက်မယ်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ထိပ်စီးယူတဲ့ site ပြီးသွားပြီပေါ့နော်ထိပ်စီးယူတဲ့ site ပြီးသွားပြီဆိုတော့ကျွန်တော်တို့ခါးလေတိုင်းယူတဲ့ site လေးကျွန်တော်တို့တစ်ချက်ကြည့်အောင်ဗျာနော်ခါးလေတိုင်းယူတဲ့ site လေးမှာဆိုလို့ရှိရင်ဒီက3ရယ်ဟုတ်ဒီက သုံးကုန်းနဲ့ကဒီမှာထိပ်စီးဖြစ်တဲ့သုံးရဲ့သုံးညရဲ့နော်ကျွန်တော်မင်းခွဲပြထားမင်းရောင်လေးလဲကျွန်တော်ခွဲပြီးတော့ပြပေးထားရဲ့နော်သုံးရဲ့သုံးညရဲ့ဒီကနှစ်သုံးရဲ့သုံးညရဲ့နှစ်ရဲ့ပေါင်းတော့ကျွန်တော်တို့အဲ့မှာ900ရတယ်ဗျာနော်အဲ့ဒီ9နဲ့ညီမျှတဲ့တန်ဖိုးကျွန်တော်တို့ခားလေတိုင်းရှာတာဖြစ်တဲ့အတွက်ခားပေါင်းခြင်းလဲပါမယ်ဗောနော်ဟုတ်ပြီကြည့်ရအောင်ဒီက၈ရဲ့ဒီက 3ရက်လမ်းပေါင်းမယ်8ရက်3ရက်ခါလေတိုင်းရပေါင်းရတဲ့ဒါကျွန်တော်တို့9ဖြစ်အောင်ပါဗောနော်8ရက်3ရက်ဒီမှာဒီက4ရက်ဗောနော် sorry ကျွန်တော်မိတ်ဆွေကမင်အောင်လေးရောပေါင်းပါဆုံးလို့နော်8ရက်3ရက်ပေါင်းတော့1 1နဲ့4နဲ့ပေါင်းတော့အဲ့မှာကျွန်တော်တို့9နော်ဒီပုံစံအတိုင်းလေးပဲအောက်ကပင်လေးမှာကျွန်တော်တို့ခဏယူတဲ့ပုံစံလေးကဆက်သွားမယ်နော်ကဲဟုတ်ပြီကြည့်အောင်အခုနောက်တစ်ပတ်မှာဆိုလို့ရှိရင်ဒီက 3ရယ်5ရယ်ပေါ့နော်3ရယ်5ရယ်ဒီက6ရယ်3နဲ့5နဲ့ပေါင်းတော့ကျွန်တော်တို့8 8နဲ့6နဲ့ပေါင်းတော့4เนาะ4လို့မှတ်ထားလိုက်မယ်အဲ့ဒီ4နဲ့ညီမျှတဲ့တန်ဖိုးကျွန်တော်တို့ဒီအပေါ်အပင်တိုင်းမယ်เนาะကဏ္ဍပေါင်းကဏ္ဍပေါင်းတဲ့ပုံစံလေးရကြည့်အောင်ဒီက2ရယ်8ရယ်8ရယ်ဒီမှာအခု ဒီကခါးလေတိုင်းရဲ့ပေါ့ရင်လည်းဒါ၄ဖြစ်ရမှာဘို့နော်ဒီ၄ဖြစ်ဖို့ဆိုလို့ရှိရင်2နဲ့7နဲ့ပေါင်းတော့3ည3ညနဲ့4နဲ့ပေါင်းမှကျွန်တော်တို့က၄ဖြစ်မှာဆိုတော့ဒါခါးလေတိုင်းနေနဲ့4ရတာဗောနော်ကဲဟုတ်ပြီဒီတိုင်းပဲဆက်ပြီးတော့သွားမယ်နော်ဒီတိုင်းလေးဆက်ပြီးတော့သွားမယ်ဆိုတော့အခုဒါဆိုလို့ရှိရင်2ပင်ပြီးသွားပြီနော်အခုလာမဲ့ပင်အတွက်ကြည့်အောင် အခုလာမဲ့ပင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်ရအောင်တရားတင့်ရဲ့တရားကိုရဲ့နော်တင့်နဲ့ကိုနဲ့ပေါင်းလမ်းပေါင်းမယ်တရားကိုနဲ့ငါးနဲ့လမ်းပေါင်းနော်တင့်နဲ့ကိုနဲ့ပေါင်းတော့၃ညာ၃ညာနဲ့ငါးနဲ့ပေါင်းတော့ကျွန်တော်တို့၅ရတယ်ဗျာနော်ကဲဟုတ်ပြီအဲ့တော့အပေါ်ပင်တိုင်းမဲ့ဒီ၅နဲ့ညီမျှတဲ့ဓာတ်မို့ခါပေါင်းခြင်းလဲပါမယ်နော်ကြည့်ရအောင်ခွန်ရဲ့၈ရဲ့ ပေါင်းတော့၃ညာ၃ညာနဲ့ဒီကခါးနဲ့ပေါင်းလို့ရှိရင်လည်းဒါကျွန်တော်တို့900ရမှာပေါ့နော်ဒီ900ရဖို့အတွက်ဆိုလို့ရှိရင်9နဲ့10နဲ့ပေါင်းတော့ငါငါနဲ့ကျွန်တော်တို့က3000နဲ့ပေါင်းမှကျွန်တော်တို့က900ရမှာဟုတ်နော်အဲ့တော့ကျွန်တော်တို့ခါးလေတိုင်းနေနဲ့ဒါကျွန်တော်တို့3000ရရတယ်ဗျာနော်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ထိပ်စီးရသွားပြီခါးလေတိုင်းရသွားပြီနော်အဲ့တော့ ကျွန်တော်တို့အပိတ်ယူတဲ့ site လေးဆက်ကြည့်အောင်ဗျာနော်အပိတ်ယူတဲ့ site လေးမှာဆိုလို့ရှိရင်ခဏန်းယူတဲ့ပုံစံလေးတစ်ချက်ကြည့်အောင်ဒီက၈ရက်၂ရက်နော်ဒီတိုင်းပေါင်းမယ်၈ရက်၂ရက်ဒီကကို၂ရက်ကို၈ရက်၂ရက်ပေါင်းတော့၃ည 3ညနဲ့6နဲ့ပေါင်းတော့ကျွန်တော်တို့900ရတယ်ဗျာနော်အဲ့ဒီ6နဲ့ညီမျှတဲ့တန်ဖိုးကျွန်တော်တို့ဒီနောက်ပိတ် ပေါင်းခြင်းလဲပါမယ်နောက်ပိတ်ရှာတာဖြစ်တဲ့အတွက်ဟုတ်ပြီကြည့်အောင်ဒီက8ရဲ့ဒါကကျွန်တော်မင်းနီလေးနဲ့ပြန်ပြပေးမယ်နော်8ရဲ့ဒီက9ရဲ့နော်8ရဲ့9ရဲ့ဒီကအပိတ်ရဲ့ပေါင်းလို့ရှင်အပိတ်ရဲ့လမ်းပေါင်းမယ်7နဲ့9နဲ့ပေါင်းတော့3 3နဲ့6နဲ့ပေါင်းတော့9ခဏယူတဲ့ပုံစံဒီပုံစံအတိုင်းပဲသွားမယ်เนาะနောက်တစ်ပင်နေမှာဆိုလို့ရှိရင်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့နောက်တစ်ပင်ဆက်ကြည့်အောင်နောက်တစ်ပင်မှာဆိုလို့ရှိရင်4နဲ့5နဲ့ပေါ့เนาะဒီက5ရယ်4ရယ်5ရယ်5ရယ်ဒီက9ရယ်เนาะ4နဲ့5နဲ့ပေါင်းတော့9 9နဲ့5နဲ့ပေါင်းတော့ကျွန်တော်တို့ လေးရတယ်ဗျာနော်အဲ့တော့ကျွန်တော်ဒီပက်လေးမှာလေးလို့မှတ်ထားလိုက်မယ်နော်ဟုတ်ပြီအပေါ်ကပုံစံအတိုင်းပဲနော်ကဏ္ဍယူတဲ့ပုံစံကြည့်အောင်ဒီက2ရဲ့ဒီက6ရဲ့နော်2နဲ့6နဲ့ပေါင်းတော့8 8နဲ့ဒီကအပိတ်နဲ့ပေါင်းလို့ရှိရင်လည်းဒါကျွန်တော်တို့4ရအောင်ပါဗောနော်8နဲ့6နဲ့ပေါင်းမှကျွန်တော်တို့က4ရမှာဆိုတော့ဒီမှာ အပိတ်အနေနဲ့ဒီမှာ600ရတယ်ဗျာနော်2ရက်8ရက်ပေါင်းတော့2ရက်6ရက်ပေါင်းတော့8 8နဲ့6နဲ့ပေါင်းမှာကျွန်တော်တို့ကဒီ400မှာဘောနော်အဲ့တော့ကျွန်တော်ဒီဘက်မှာ4လို့မှတ်လိုက်မယ်434 434 359 359ကျွန်တော်အမျိုးတွေရှင်းလာမသိဘူးကျွန်တော်ပြတဲ့ site လေးနောက်နေ့ကျမှကျွန်တော်ထိပ်စီးအတွက်တက်တက်ခါးလက်တိုင်းအတွက်တက်တက်အပိတ်အတွက်တက်တက်ကျွန်တော်အဲ့လိုမျိုးပြပေးလိုက်မယ်နော် ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့အခုလာမဲ့ပင်မှာကြည်လိုက်ကြည်အောင်အခုလာမဲ့ပင်အတွက်ဆိုလို့ရှိရင်၈နဲ့ဒီဟာ၈နဲ့ပေါင်း၈နဲ့၈နဲ့ပေါင်းတော့6ဒီပုံစံတိုင်းမှာနော်ခဏန်းယူတဲ့ပုံစံ6နဲ့ဒီဟာ4နဲ့ပေါ့နော်6နဲ့4နဲ့ပေါင်းတော့ကျွန်တော်တို့3ညနော်အဲ့တော့ကျွန်တော်ဒီအပေါ်မှာ3ညလို့မှတ်လိုက်မယ်အဲ့ဒီဟာ3ညဖြစ်ဖို့ဆိုလို့ရှိရင်အပေါ်ကပုံစံတိုင်းမှာခဏန်းယူတဲ့ပုံစံကြည်အောင်ခွန်ရဲ့ကိုရဲ့အခုလာမဲ့ အပိတ်ရပေါင်းနော်9နဲ့ပေါင်းတော့6ဒီ3ညရဖို့ဆိုလို့ရှိရင်6နဲ့ကျွန်တော်တို့က4နဲ့ပေါင်းမှ3ညရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့အပိတ်အနေနဲ့4ရတယ်ဗျာနော်ဒီမှာကြည့်လိုက်ဒီ3လုံးပေါင်းရင်4ဒီ3လုံးပေါင်းရင်4နော်ဒီ3လုံးပေါင်းရင်3ညဒီ3လုံးပေါင်းရင်3ညနော် ကျွန်တော်အမျိုးတွေရှင်းလာမသိဘူးဒီမှာအဲ့ဒီပုံစံအတိုင်းလေးပဲဆင်းလာတာခဏန်းကဒီမှာဆိုလို့ရှိရင်ပြီးခဲ့တဲ့အားလုံးကဒီမှာ6လေး6ဆိုပြီးတော့ကျွန်တော်တို့ဒီပုံစံအတိုင်းပဲခဏန်းယူတဲ့ပုံစံဆင်းလာတာ6လေး6တပင်မှန်သွားခဲ့ပြီเนาะအခုလာမဲ့ပင်မှာဆိုလို့ရှိရင်1304ဒါကတော့ဒီ site လေးအတိုင်းပဲရတဲ့ site လေးကျွန်တော်တွက်ပြီးတော့ပြပေးတာပါကျွန်တော်မိတ်ဆွေတွေအနေနဲ့အကြိုက်တူလို့ရှိရင်တော့ like ကြပါဗျာเนาะအခုဒါလာမဲ့တရက် 12လ2025အတွက်ပါနော်ထိတ်လည်းပိတ်နဲ့တကွက်ကောင်းလေးဗျာနော်134ပါကျွန်တော်မိတ်ဆွေတွေအနေနဲ့အကြိုက်တူလို့ရှိရင် like ကစားကြပါဗျာနော်ကဲအားလုံးပဲပေါက်ကနန်းနေရရှိကြပါသေးဗျာနော်